ငင်းညံ့သောစေငင်းညံ့သောဘွားညာနာလုံးစရာတစ်ခုချစ်စရာတစ်ခု မျောလင်းချက်တစ်ခုလူတိုင်းဟာပျော်ရွှင်ပြီးအတိတ်ပဲရှိတဲ့ဘဝကို ပိုင်ဆိုင်ခြင်းကြပါတယ်မလိုချင်တဲ့သူရဲ့လူနေပါလိမ့်မယ်ပျော်ရွှင်မှုနဲ့ဘဝအတိတ်ပဲရှိခြင်းကလူတစ်ယောက်အတွက်အကောင်းဆုံးဆုလက်လို့တောင် ပြောလို့ရပါတယ် ဒါပေမဲ့ဒီလိုကောင်းမွန်တဲ့ဆုလက်မျိုးတွေဟာအလိုလျောက်ရနိုင်တဲ့အရာမျိုးမဟုတ်ပါဘူး။ပျော်ရွှင်တဲ့ဘဝကိုအထိပယ်ရှိရှိဖြတ်သန်းဖို့အတွက်အလက်ဇန်ဒါကလမာရဲ့ကြော်ကြားတဲ့ famous cook လေးမှာပြောထားတဲ့လိုအပ်တာသုံးခုရှိတယ်။ဒီသုံးချက်က အလွန်ရိုးရှင်းပြီးအလိုရိုးရှင်းတဲ့အရာလေးတွေဖြစ်လို့ပြန်လည်မျှဝေလိုပါတယ်။ something to do something to love something to hope လောစီယာတစ်ခုချစ်စီယာတစ်ခုနဲ့မျောလင်းချက်တစ်ခု ရှိဖို့ဖြစ်ပါတယ်တဲတစုံတစ်ခုကိုလောက်ပါ something to do တချို့ကနေစဉ်ပေါ့လောစီယာတွေအများပြပြီးအားလက်ချင်းရှားပါ တချို့ကတော့အချိန်တွေကိုဖောဖောတိတိရှိနေတယ်အလုံးဟာမတူညီတဲ့လောစီယာကိုစီကိုပိုင်ဆိုင်ထားကြတယ် ကိုလှုပ်ချင်တာနဲ့လှုပ်နေရတာတွေထပ်တူမကြနိုင်ပေမဲ့ဒီနေ့တားမှာပိုတကယ်စိတ်အားထက်သန်တဲ့လှုပ်စရာတစ်ခုခုရှိနေပါစီစိတ်အားထက်သန်ရာကိုလှုပ်နေရကခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာကိုကျန်းမာစေတယ်ကိုယ်ရည်မှန်းချက်တွေကိုပိုအာရုံစိုက်မိစေတယ်နေ့စဉ်လှုပ်ဆောင်နိုင်တဲ့အရာတွေအများကြီးရှိပါတယ်မိနစ်30လေးချိန်ခန့်လှုပ်တာလမ်းလျှောက်ထွက်တာ နာယီဝက်စာဖတ်တာတရားထိုင်တာမျိုးလေးတွေလုပ်နိုင်ပါတယ်။စိတ်ဝင်စားတဲ့ဘာသာရပ်တစ်ခုကိုနက်နက်နဲနဲစစ်စစ်တွေးကြည့်ပါ။စမ်းအစ်စ်အစမ်းတစ်ခုခုဝါသနာတစ်ခုခုကိုတင်ယူဖို့လည်းကြိုးစားနိုင်ပါတယ်။တစ်ခုခုပေါ်စိတ်အားထက်သန်ထက်ထက်သန်သန်လုပ်နေတာကလက်ရှိအခိုက်အတန့်ကိုအာယုံစိုက်လာနိုင်တယ်။ပြစ္ဆုတ်ပံမှာနေထိုင်လာတဲ့အခါစိတ်ဖြစီမှုတွေရောပါပြီးစိတ်ငြိမ်းချမ်းမှုတွေ စိတ်ငြိမ်ချမ်းပျော်ရွှင်လာစေတာတွေအမှန်ပါပဲနေ့တစုံတစ်ခုတစုံတစ်ဦးကိုချစ်ပါ something to love ဘဝမှာအနည်းဆုံးတော့ချစ်ရမယ့်အရာတစ်ခုရှိဖို့လိုပါတယ်ချစ်တဲ့စိတ်မရှိရင်လူတွေဟာစိတ်ယုတ်လို့ပါပဲအသက်မဲ့နေမှာချစ်ရမယ့်အရာဆိုတာလူတယောက်ကိုမှမဟုတ်ပါဘူးခွေးကလေးကြောင်ကလေးတွေလည်းဖြစ်ချင်းဖြစ်မယ်ရုံကလေးတစ်ကောင်လည်းဖြစ်နိုင်တာပါပဲကိုယ်ဆိုင်ပြုထားတဲ့တစ်ပင်ပန်းပင်လေးတွေလည်းဖြစ်နိုင်တယ် ဝါဒနာပါရတခုခုဂီတာတလက်ဖြစ်နိုင်တာပေါ့ကိုချစ်ရတဲ့အရာတွေကိုပို့ချစ်ပါ ကိုချစ်ရတဲ့အရာတွေနဲ့အတူရှိရင်ပျော်ရွှင်မှုကပိုမြင့်လာတယ်ဘဝကို အကောင်းမြင်စိတ်တွေနဲ့အတူနေခြင်းစပွဲကောင်းလာတယ်အဆိုးအဆိုးအတွေးတွေတိတ်မတွေးဖြစ်တော့ဘူးအေးဆက်တဲ့အထီးချမ်းအမောင်ညတွေကိုချစ်ချင်းတရားတွေနဲ့နှွေးထွေးမှုနဲ့ကုစားနိုင်ပါတယ်ဘဝမှာချစ်စရာကောင်းတဲ့အရာတွေရှိနေတာကတက်ရှင် တန်ခြင်းစိတ်ကိုပူဖြစ်လာစေတယ်ချစ်တဲ့စိတ်ဟာအာယုံတဲ့အချိန်ရဲ့နေရောင်ကြီးနုနုလေးကိုနှွေးထွေးမှုကိုပြည့်စွမ်းနိုင်ပြီးဘဝကိုပျော်ရွှင်ကြည်နက်စေနိုင်မဲ့အလားတရားလေးတစ်ခုပါတစုံတရာကိုချစ်တဲ့စိတ်ကလေးမွေးကြည့်ပါကိုယ့်ရဲ့ဘဝကကိုယ်ထင်ထားထားတဲ့ပိုးပြီးလာပနေကြောင်းခံစားရပါလိမ့်မယ်။၃ တစုံတရာကိုမျှော်လင့်ပါ something to hope ကိုဘဝမှာမျှော်လင့်ချက်တစ်ခုရှိပါစေမျှော်လင့်ချက်တစ်ခုရှိတဲ့အခါဘဝဟာစိတ်လှရှားစရာကောင်းလာပါတယ်မျှော်လင့်ချက်ကသာမရှိခဲ့ရင်လှမ်းနေတဲ့ခြေလှမ်းတွေကသာဥတီရမဲ့ဆန်တဘွားဝါနဲ့လမ်းပြောင်းနေမှာပါပဲစိတ်တကြနေချိန်မှာမျှော်လင့်ချက်တွေကိုစုပ်ကိုင်းအာတင်းဖြတ်တန်းနေကြတာများပါတယ်မျှော်လင့်ချက်တွေကသာမရှိခက်ခဲတဲ့အခြေအနေတွေကို ဖြတ်ကျော်နိုင်မှုအတော်ခင်းရင်းပါပါ ညာနာတို့တွေဟာကိုယ်စီမျောလင်းချက်တွေရှိကြပါတယ်တယောက်ယောက်နဲ့တယောက်ယောက်တော့မတူညီနိုင်ကြပါဘူးဒါပေမဲ့မျောလင်းချက်အတိုင်းကတော့ကောင်းတဲ့အရာတွေစီကိုဥတည်နေပါလိမ့်မယ်ဥပမာလူတယောက်ကသူ့မိမနဲ့ကလေးတွေကိုပျော်ပျော်ရွှင်ရွှင်တင်တောင်းတင့်တယ်ထားနိုင်ခြင်းနဲ့အဲ့ဒီမျောလင်းချက်ကြောင့်အလုပ်ကြိုးစားကြိုးစားခြင်းစိတ်ပိုဖြစ်လာမယ်ကိုမိဘတွေနဲ့ပြည့်ပြည့်စုံစုံထားနိုင် ထားနိုင်ခြင်းနဲ့နိုင်ငံခြားမှာအလုပ်ထွက်လုပ်တယ်။ပင်ပန်းနေလဲမျောလင်းချက်နဲ့အားသင့်မှုရှိဆက်တယ်။စသဖြင့်ပေါ့။အဲ့လိုမျောလင်းချက်တွေကြောင့်သာဘဝကိုဥတီချက်တွေရှိပြီးအတိတ်ပဲရှိနေတာမျိုးပါ။ညာနာရဲ့မျောလင်းချက်က ကောင်းမွန်တဲ့လူသားတစ်ယောက်ဖြစ်ခြင်းနဲ့လူတွေရဲ့အကျိုးပြုနိုင်တဲ့ဘဝတစ်ခုကိုရခြင်းနဲ့အဲ့ဒီတော့နေ့စဉ်တိုင်းမှာ ကောင်းတဲ့အရာတစ်ခုခုကိုလုပ်ဖို့တန်တိတ်တန်ချထားတယ်။မျောလင်းချက်တွေကြောင့်ကောင်းတာတွေကိုပဲ အစဉ်တစိုက်ရေးချွေလှုပ်ရင်ပုံမှုကောင်းမွန်တဲ့အခြေအနေတွေကိုရရှိလာပါလိမ့်မယ်။မျောနှင်းချက်ဆိုတာပုံကောင်းတဲ့အရာတွေကိုလှုပ်ဆောင်ဖို့တောင်းအားတစ်ခုပါပဲ။မျောနှင်းချက်ကြောင့်ပဲရှေ့ဆက်ဖို့ပန်းနိုင်ရောက်ဖို့ခွန်အားရှာတွေ့နိုင်ပါတယ်။ကိုကိုကိုမိပါဘဝမှာငါဘဝမှာငါကိုပျော်ရွှင်မှု ယူဆောင်လာပေးမယ့်အရာကဘာလဲ။ဒါတွေတွေးကြည့်ရင်ပျော်ရွှင်စေမယ့်အရာတော်တော်များများကိုရှာတွေ့လာဖို့အလားအလာရှိပါတယ်။ ဲ့ဒါကြောင့်ဘဝကိုဖြတ်တန်းရမှာပုံမူနေပြောတဲ့နေရက်တွေကိုဖန်တီးနိုင်ဖို့ something to do တစုံတရာကိုလုပ်ပါ something to love တစုံတရာကိုချစ်ပါ something to hope မျှော်လင့်ချက်တစ်ခုထားရှိပါဆိုရင်ပျော်ရွှင်မှုတွေနဲ့ပိုးပြီးအတိတ်ပဲရှိတဲ့ဘဝတစ်ခုကတင့်ကိုစောင့်ကြိုနေပါလိမ့်မယ်